ပြင်သစ်နိုင်ငံရဲ့ထိပ်သီးအလောက်ကုန်ပစ္စည်းတွေထဲကတစ်ခုဖြစ်တဲ့လော်ရယ်အမှတ်တံဆိပ်တွေကိုဆက်ဆွဲမြဲမြဲတုံးလေးရှိတဲ့မိတ်ကက်ဒီဇိုင်နာတွေရဲ့အလှဖန်တီးပြသပွဲကိုဇူလိုင်24ရက်က ပထမဆုံးအကြိမ်ဖြစ် Novotel Hotel မှာပြုလုပ်ခဲ့ပါတယ်။ဒီပွဲမှာလော်ရယ်ရဲ့ Grand General Manager Matthew Tatnwe ကသူတို့အလောက်ကုန်ပစ္စည်းအကြောင်းကိုရှင်းလင်းပြောဆိုခဲ့တယ်လို့မိတ်ကက်ပညာရှင်တွေဖြစ်တဲ့လင်းလင်းမေဦးနဲ့ဒီဇိုင်နာမိုးကုတ်ပေါပေါတို့ကအဓိကကူညီပေးခဲ့ပါတယ်။ မိတ်ကပ်ပိုင်းဆိုင်ရာထက်သပင်ကျမ်းမာရေးကိုပို့ပြီးအလေးထားတဲ့စုပန်ထရာကတော့စံကေတာတွေကောင်းမွန်အောင်လော်ရယ်ကိုရွေးချယ်အသုံးပြုကြဖို့တိုက်တွန်းခဲ့ပါတယ်။အမှန်တော့တော့လေဒီမိတ်ကပ်ပိုင်းနဲ့ပတ်သက်လို့ပေါ့လေ။ဒါဆိုစိုက်တဲ့ မမစကာရာတို့ဘာလို့အများကြီးရှိပါတယ်ဒါပေမဲ့ဒီမှာပမာန်အကြိုက်ဆုံးကတော့ခေါင်းလျှော်ရည်ပေါ့အာပမာန်ကဆိုဥမာအခုဆိုရင်ပမာန်သပင်းရှိလာတယ်သပင်းလည်းရှိလာတယ်နောက်သပင်းလေးလည်းပိုကောင်းလာတော့သူများတွေကမေးတယ်ဘာခေါင်းလျှော်ရည်သုံးတာလဲပေါ့နော်ဆိုအမကတော့ဒီ Loreal ကတော့ဒါပမာန်အများအားသုံးနေကြ ခေါင်းလျှော်ရည်လေးပေါ့ဆိုအမတော့ဒီဟာလေးတော့သူ့လူတိုင်းကိုအမြဲတမ်းညှို့ပေးတယ်သူက conditioner နဲ့တွဲရက်ပေါ့လေအဓိကပမာန်စိုက်တာတော့ lorry မှာခေါင်းလျှော်ရည်ဖြူရောင်လေးပါ lorry အလောက်ကုန်ပစ္စည်းတွေကျန်နှသိမ့်ဘူးမဲဖောက်ပေးခဲ့တယ်လို့ makeup တစ်မျိုးနဲ့မပြည့်စုံပဲအဝတ်စားပိုင်းလည်းအရေးကြီးတာကြောင့်ဒီဇိုင်နာမိုးကုတ်ပေါပေါရဲ့လက်ရာတွေကိုလည်းဝစ်စင်ပြတ်တာခဲ့တယ်လို့နီနီခင်စောယူရီနီယံဖွဲ့တို့ကလည်းမြူးမြူးကြွကြွတင်ဆက်ပေးခဲ့ပါတယ်